ရင်ခုန်တာပေါ့လို့ပေါ့အာကဲအခုတော့ခုန်တယ်ဟုတ်ရင်ခုန်တာမမတ်ခုန်တယ်ဟုတ်တယ်တော်နေလူသိမကြောက်တော့ဘူးလေတော်မအနေပြောကြတော့ဒါကိုစရင်လို့လို့ကြောက်တာကိုကျတော့ပုံစံကင်မရာရမ်းများလို့ရင်ခုန်တာပါအဲ့ဒါ site ဖြစ်တာပေါ့အခုအခုဆိုတော့ကြောက်ကြရင်းနေလို့ပေါ့လို့ချစ်တွဲဝင်တာပေါ့မမျိုးပြောလို့နော်ဟုတ်ကြောက်ကြကံကတော့လမ်းခွဲတာပေါ့အလားအလားပေါ့အချင်းပြောတာနော်အချင်းပြော ရအေးရတော့ဒီမှာပါလို့ရှိရမှာကျွန်တော်ကအင်တာဗျူးပြင်နေကျွန်တော်ကကျွန်တော်မင်းမီးပဲဟာအဲကြောင်ပြတဲ့တုံးရှိဘူးဝေတော့ခဲ့တာတူကံမှာပဲစကူထားခဲ့တယ်လို့မဖြစ်တော့လေဒီလိုပါပဲ အမ်ပီကတော့ကျွန်တော်တချင်လေးပေါ့နော်မနစ်ကတည်းကရိုက်ဖို့စိတ်ကူးတာပေါ့အဲ့တော့မနစ်ကကျတော့မိုးရသည်ဆိုတော့တပုတ်ထထတော့ဒီနေ့တော့နဆိုးတဲ့တပုတ်ထပ်ပြီးထထထတာပေါ့ဒုတိယတပုတ်ပေါ့ကျွန်တော်ဟုတ်နာရဲ့ရင်တွေလောင်နေမီရွေနေအမျိုးကကျွန်တော်ငယ်တည်းကလေးမလာပါနဲ့အမ်ပီကအဲအရင်လာတဲ့ကမိုက်တပုတ်မျက်တလုံးအရင်လာတဲ့အိုင်ဒီယာတောင်းနေတာဒါပေမဲ့အခုကျတော့ခင်သွားတော့ပေါ့နော်အမနဲ့ခင်နဲ့အမတောင်းနေအလိုရင်းနေပြီးတော့အမအခုကြီးတောင်းပေးပြတာဟုတ်လုံးကြီးကြာရှုံးခဲ့တယ်

ိုင်းမင်းညာလန်းလို့ဒရိုက်တာခိုင်းတဲ့တိုင်းလို့တော့လောက်တော့ဘော။ဟောတချင်းနဲ့အဲ့ဒါနဲ့ကိုက်ညီွားလို့နော်။နော်။ဘာလို့အိုက်စင်မရိုက်ပြီလဲတခြားလူဆိုလဲအမပဲပေါ်ချင်ပါပါအဲ့လိုစိတ်။အမနဲ့ပဲရိုက်ချင်တာ။ဟုတ်တယ်ဟုတ်တယ်အဲ့လိုလာလာလာလို့လေတဲ့အခုအဖက်ဖက်ကပြည်ဆုံးပဲဟုတ်တယ်။ဟုတ်ကဲ့။အပြင်မှာလာလေ။အပြင်မှာလာလာလေပူတော့နုနုစီလေလာ။ရတိစိတ်ရမှာလေ ော်သူရိုက်မယ်ဆိုတဲ့အချိန်မှာတခြင်းပေးရပါတယ်မျိုးအဲ့နဆိုးဆိုတဲ့တခြင်းမျိုးသဘောကျလို့မျိုးရွေးရွေးခဲ့ရပါဘောသူကနှစ်ပုတ်နှစ်ပုတ်ပြရပါဘောအဲ့ဒါအမဟိုတဘုံမိုက်ကြိုက်တာတဘုံရွေးပါဆိုတော့အနဆိုးတခြင်းလေးကိုမျိုးသဘောကျလို့ရွေးခဲ့ရပါဘောအကောင်းနဲ့ကောင်းပါကောင်းတယ်ပြန်ကောင်းကောင်းခွဲဦးမှာကောင်းတယ်လေကောင်းလို့လည်းအစိုးရဖြစ်တာပဲเนาะဆိုပြတိပါဘွာကျူစာစေကျူစာစေဒီကပြည့်တဲ့ဘယ်တော့ရှိမရပါဘူးမဟုတ်ပါလောက်ကုန်တော့ဒီဂျွန်လောက် ဆယ်လအတွင်းနဲ့ပေါ့နော်အဲ့ဒီတော့မှကျွန်တော်တို့ထုတ်ဖို့စီစဉ်ထားပြီဟုတ်မောင်လေးမိုးလင်းနိုင်ထုတ်ဖို့စီစဉ်ရှိရတာအဲ့လိုပေါ့လက်တက်တက်ဆက်တယ်ပေါ့လားသူဆိုတာနဲ့မိုးရွာသွားရှီရပြောအမကတော့ငကိုရတာသူကြောင်းကျင်တယ်လို့ဆိုတော့ကျွန်တော်ပဲနည်းနည်းခက်ခဲတော့အမအများကြီးတော့တွဲခေါ်ပါတယ်အများကြီးကုညီပြောတိတ်တော့ခက်ခဲမရှိဘူးမရှိရပါဘူးအမကတော့ကုညီပေးပါလေဒါဒါအိုင်ဒီယာပေါ့ကျွန်တော်အိုင်ဒီယာလည်းပါတော့အချို့အကျန်ကလည်း မဘာမှဟိုမှဖြစ်ပါဘူးဟိုဟိုအရင်ဟိုခက်ခဲတာလည်းမပါဘူးလေနော်ဆိုတော့ပုံမှန်အဲ့လိုမျိုးဟိုချစ်စရာကောင်းတဲ့ music video တစ်ပုဒ်တစ်ပုဒ်ပါပဲချစ်စရာကောင်းတဲ့ဆိုတာအရင်ဟောရင်နေမပါဘူးဒါပေမဲ့ तू तू ဘက်ကတော့ तू side ဘက်ကတော့အဲကိုက play war တော့သူခံစားအဲ့လိုမျိုး Yeah. จ้าพระเจ้าทุ่มสีบวิตัวเกราทุกข์กันมาเบสกูทาเกดลมพิษทอเลดีโลบาเบรู้อยู่ยังคงน้ำวะลูกอ่าแกอะคุณเราคงเลยอ๋อยังคงน้ำมันไม่ใช่เลยเดี๋ยวตอนนั้นลูกเต้ยมันจะเดาเดี๋ยวไปทำไมนายอยู่จะด่ากูซาอย่างเลวลูกจะด่ากูจะ ုတ်ကကင်မရာရမ်းများလို့ရင်ကုန်တာပါအဲ့ဒါ psychic ဖြစ်တာပေါ့အကူကအသက်ဆိုတော့အေးအသက်တင်နေရတာအခုမှမဟုတ်ပါဘူးကိုအသက်တောင်းကလည်းအသက်နဲ့ပဲနည်းနည်းလေးဆိုတာဖြစ်တော့လေမျိုးဘယ်လိုပုံလဲအများကြီးရိုက်ခဲ့ပါတယ်အဲ့ဒီမျိုးမှဟိုပေါက်မြောက်အောင်မြင်သွားရလို့ရှိသလိုအဲ ကိမျိုးပြောက်ကိုဆိုဟိုက်လူလည်းရှိရပါတော့เนาะဆိုတော့အဲ့လိုမျိုးဆိုတော့ဒါအဓိကတော့ကိုအဟောင်းချင်းချင်းကကြတော့အဆင်ပြေပိုပြေတာပေါ့เนาะလွယ်တယ်ပေါ့အစ်စ်ကြတော့နည်းနည်းလေးပိုစိတ်ရှည်ပေးရတယ်အဲပိုနားလည်ပေးရတယ်နောက်တစ်ခါကျကိုကိုယ်တိုင်လည်းအစ်စ်ကပဲလာရဲဆိုတော့လေကိုချင်းနဲ့စားပါအဲ့တော့ခက်တော့မခက်ဘူးဘာမှတော့ပန်းမချီဘူးကျွန်တော်တော့သူတို့စူးစမ်းအထုတ်မှုပါပဲဟုတ်ကိုကတော့ဘာမှအလိုထူးတလဲကြီးဘူးလို့တွဲခွာတာမရှိပါဘူးအဲ့လိုကျတော့ခန်းခန်းလူတွေတိတော့ပေါ့ဘာကိုကတော့အဲ့လိုပဲပလေးတာမမြင်ပါဘူးကြောင်ကြောင်ရင်းနေလို့ပေါ့လို့ ချက်ကျွဲဝင်တာပေါ့မမျိုးပြောဆိုနော်ဟုတ်ပါဘူးကြောက်တော့ကံကိုလမ်းခွဲတာပေါ့အလားအလားပေါ့အချင်းပြောတာနော်အချင်းအဲ့ရအေးရတယ်ဒီမှာပါလို့ရှိရမှာကျမကအင်တာဗျူးပြင်နေကျမကကျမမင်းမင်းပြီးပြဟာအဲမပါဘူးကွာ तू तू ကြတော့အဲ့လိုမျိုးအင်တာဗျူးဖြေရအတွေ့အကြုံရှိရတဲ့ခါကြောင့်နည်းနည်းကိုယ့်ရဲ့စီနီယာလည်းဖြစ်တဲ့ခါကြောင့်နည်းနည်းရှိန်ပြီးတော့ရှက်ကိုရှက်ကင်းဖြစ်နေရပါဘာလဲပြိတက်ကရုံးရှင်ကြောင်းရှင်ညောင်းရှင်နေရှောင်းရှင်နေအောင် ဆိုတော့ကျတော့အာမီမီသားဆိုတော့ကျတော့တို့ကျတော့ဘာပေါ့နော် main sponsor တွေပါဆိုလဲတိတ်လွယ်ကူတောင်းလို့ရပါတယ်မှာကျတော့ underground ကကျတော့ main sponsor လည်းလွယ်ကူတောင်းလို့မရဘူးအဲ့အတွက်ကိုပစံနဲ့ကိုကြီးဆိုင်ကိုကို junior ဆိုင်ကိုစုပြီးလောက်ရအောင်ပို့ပြီးတော့အချိန်ကြာတော့ပေါ့နော်တဘောတော့ထွက်ဖို့အဲတချင်းထွက်တဲ့တဘောကိုလည်းတန်ဖိုးထားရတော့တဘောစီကိုကျတော့တခြားလောက်ထားတော့ကိုလည်းနိမယာရှင်တယောက်နေနဲ့အဲ့လိုဟိုတချင်းကိုဝါသနာပါတဲ့လူတချင်းကိုချစ်တဲ့သူတယောက်နေနဲ့ဒီကတဘောကိုကုန်ချခံရတာအချိန်ပေးရတာပြီးတော့စိတ်ခံစားချက်တွေပေါ့နော်အဲ့ဒီအပေါ်မှာတော့ပြိတ္တစီအာနေပြီးတော့ဟို အပေးမှုလေးပြင်ရတယ်ဆိုတော့လဝမ်းသာအတိမပြုခံဘောကကြတော့မျိုးတို့အတွက်ကအဲ့လိုပေါ့မျောလင်းချက်တစ်ခုပဲပေါ့နော်အိမ်မက်တစ်ခုမျောလင်းချက်တစ်ခုလို့ပဲအဲ့ဒီအဲ့လိုသူလဲအဲ့လိုသူဆန္ဒလေးပြင်ရောက်ပါစေစတောင်းပါပါအဲ့ဒါပြောစင်းဟုတ်ဟောကျွန်တော်သင်းလေးကဒီဂျွန်းပေါ့နော်ဂျွန်းဒီဆယ်ရက်နေ့မတိုင်ခင်ပေါ့နော်အိုင်းလေးထူကျော်ထုတ်ပို့လုပ်ထားတယ်အိုင်းချင်းလေးထွက်ရင်လဲကျွန်တော်တရားလုပ်ထားပါပေါ့နော်အမလည်းအများကြီးပေါင်းကူညီပေးထားတယ်ကျွန်တော်လည်းကြွရင်တလားအကုန်ပေါ့နော်ဆက်ကိုစူးစမ်းရအတွက်ထွက်လာရင်အပ်ပြပါဦးခင်ဗျဟုတ်